digital marketer တယောက်အနေနဲ့ဒီ checklist လေးတွေကိုသင် headline နဲ့စစ်တင်ပါတယ်ဒီ checklist လေးကြောင့်သင် headline ကအများကြီးပိုကောင်းနိုင်ပါတယ်အဲ့ဒါဆိုတော့ဒီ checklist လေးကဘာလဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်အောင်သင် headline က target audience ကိုဓာတ်ရိုက်ပြောနေလားခုနကပြောလို့မျိုးပေါ့မြောက်ကလာမှာတယောက်စာတင်တဲ့ကြောင်ရှာနေတော့ဘီယန်ကိုအခုပဲလာတက်လိုက် target audience ကို headline ကခွဲထားခြင်းဖြစ်ပါတယ်အဲ့လို headline မျိုးကသင်ရင်းနေလားနောက်တစ်ခုဆက်ရမှာသင် headline က blind headline ဖြစ်နေလားသင် headline ကနားလည်ဖို့ခတ်ပြီးတော့အောက်ကစာရေးပါနားလည်ဖို့ခတ်နေရလား နောက်တစ်ခုဆက်ရမှာမဆိုင်တဲ့အတုံးတော့နေ ဝေးဝိုက်နေတဲ့တုံးတုံးနဲ့တင့်ဟက်လိုက်မှာပါနေရလားပြောချင်တာ trick တွေနဲ့ customer တယောက်ကိုတင့်ရဲ့စာအောင်ဖတ်အောင်လုပ်နေရလားအဲ့ဒါဆိုတော့လုံးဝမအောင်မြင်ပါဘူးကျွန်တော်စမ်းပြပါကျွန်တော်မြန် academy ဆိုတဲ့အကြောင်းအကျောင်းထောင်းလိုက်တယ်အဲ့ဒီမှာကျွန်တော်အဲ့လို customer attention ရအောင်ပဲကျွန်တော် trick တွေနဲ့ကျွန်တော်လုပ်တယ်ဒါပေမဲ့ပြဿနာပါဆိုတော့ deals မရပါဘူးအဲ့ဒါဆိုတော့ကျွန်တော်တော်တော်ချိန်နာသွားတယ်ကျွန်တော်ရဲ့ဂျင်ညာစိတ်တွေအများကြီးကုန်သွားပါတယ်အဲ့ဒါဆိုတော့ကျွန်တော်အဲ့လိုအတုံးတုံးနဲ့ကျွန်တော်ဆက်ပြီးမတုံးတော့ပါဘူးနောက်ဆုံး checklist တွေနဲ့ကျွန်တော်ပြောချင်တာကပါဆိုတော့ negative အတုံးတုံးတွေပါနေလားတခါကြရင်ကိုက negative လို့မထင်ဘူးဒါပေမဲ့ negative ဖြစ်ဖြစ်သွားတာပါတယ်ဥပမာတစ်ခုပြောရမယ်ဆိုရင်ကျွန်တော်ရဲ့ဝန်ဆောင်မှုများကိုအလကားရယူပါအလကားဆိုတာ negative မဟုတ်ပေမဲ့အားဆိုရဲအတုံးတော့ညာမကောင်းပါဘူးအဲ့လိုမျိုးဖြစ်တင်တာအခမဲ့ရယူပါဘောနော်အဲ့လိုလေးဖြစ်တင်ပါတယ်နောက်တစ်ခုကကြတော့ negative sign နဲ့အတုံးတော့တွေမတုံးတင်ပါခုနကလိုအင်ဂူတွေကိုရွာပြန်ပို့လိုက်ပါအဲ့ဒါ negative ပေါ့နော်အဲ့လိုအတုံးတော့လည်းမတုံးတင်ပါဘူးလို့ကျွန်တော်ပြောချင်ပါတယ်ဒါလေးရောကျွန်တော် headline ကောင်းကောင်းဖြစ်ဖို့အတွက်မဖြစ်မနေစစ်တင်တဲ့ checklist လေးဖြစ်ပါတယ်